မင်္ဂလာပါလို့ဥစွာပထမနှုတ်ကဆက်တာလိုက်ပါတယ်ဒီကနေ့ဥစဉ်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးတွေကတော့ငင်းဒီချမ်းလာဆုံးမစာအမတ်စဉ်34အမတ်စဉ်35အမတ်စဉ်36အမတ်စဉ်39တို့ကိုပြောပြပေးတော်မှာပဲဖြစ်ပါတယ်အမတ်စဉ်34ကဘာတွေစူထားတယ်လဲဆိုတော့ဟိနာဘုဒ္ဓရာဇာမစ္စော ဘာလဘုဒ္ဓစာပန္တိတော်အဒနတာဒနံဘဟုပုရိသနာနမေညထာလို့ဆိုထားပါတယ်ဘာကိုပြောတယ်လဲဆိုတော့လောကမှာတဲ့အမျိုးရုပ်တဲ့သူကြီးသားဖြစ်လျက်လေမင်းဤအမတ်ဖြစ်တည်းတဲ့ဘုမရဲ့သားဖြစ်ပါလျက်လေပညာရှိဖြစ်တည်း ဥစ္စာမရှိတော့သူဤသားဖြစ်လျက်လေဥစ္စာများတဲ့တဲ့ဒါကြောင့်မို့ယောက်ျားတို့ကိုမထင်မဲ့မြင်မပြုရဘူးလို့ဆိုထားပါတယ်အမစဉ်34ကိုရှင်းအောင်ပြောရမယ်ဆိုရင်လောကမှာတဲ့အမျိုးရုပ်တဲ့မိသားစုကပေါက်ဖွာလာတဲ့သားဖြစ်ပေမယ့်လို့ အမျိုးယုံနိုင်တဲ့ထဲကအမျိုးယုတ်တဲ့ဇက်ထဲကပေါက်ဖွာလာတဲ့သားဖြစ်ပေမဲ့လို့မိဤအမတ်ဖြစ်တတ်တယ်တဲ့နံပါတ်၄ကသူမရဲ့သားဖြစ်ပါလျက်လေပညာရှိ ဖြစ်တတ်တယ်မိုက်တဲ့လူရဲ့မိသားစုအတိုင်းဝိုင်းက ပေါက်ဖွာလာတာဖြစ်ပေမဲ့လည်းပညာရှိ ဖြစ်တတ်တယ်လို့ဆိုထားပါတယ်။နောက်တစ်ချက်ကတော့ဥစ္စာမရှိသော သူဤသားဖြစ်ပါလျက်လေဥစ္စာများတတ်တယ်တဲ့။ပြောမယ်ဆိုရင်သူဆင်းရဲမိဘကမွေးလာပေမဲ့လို့အဲ့ဒီရဲ့သားလေးမှာချမ်းသာတဲ့သူဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်မို့ ယောက်ျားတို့ကိုမထင်မဲ့မြင်မပြုပါနဲ့လို့ဆိုထားပါတယ်အချို့အပြင် ပြောရမယ်ဆိုရင်အမျိုးယုတ်တဲ့ဇကပဲလာလာ သူမရဲ့သားပဲဖြစ်ဖြစ်ဥစ္စာမရှိတဲ့သူစင်းရဲ့မိသားစုကပဲ ပေါက်ဖွာပေါက်ဖွာယောက်ျားတွေကို မထင်မဲ့မြင်မပြုပါနဲ့လို့ဆိုထားပါတယ် ဒါလို့ဆိုဇုံမာစာအမှတ်စဉ်34ကရှင်းလောက်ပါပြီဇုံမာစာအမှတ်စဉ်35ကဘာကိုစုထားတယ်လဲဆိုတော့ယောသိတော်သိမ့်ပါလာဘိနာဘုံကနာတိတန်သိမ့်ပါမူကဝသူဘိနာပတ်တံကတိသုံးဘိနာဥပ္ပါဟေလို့စုထားပါတယ်ဘာပြောတယ်လဲဆိုတော့အကျင့်တပြည့်တည်တဲ့ အတက်ကိုလူချင်းအားကြီးသဖြင့်အထူးလူပြပြများစွာတော့အတက်ပညာကိုတင်တတ်၏တဲ့ထိုတပိတိထိုအသက်ကိုအိမ်မက်ကိုမြင်သောသူအားကဲ့သို့မြန်ဆိုခြင်းကလည်းမစွမ်းနိုင်ဘူးလို့ဆိုထားပါတယ်တရားကိုရှင်းအောင်ပြောရမယ်ဆိုရင်ပညာသင်တဲ့ မြညာကိုရှာနေတဲ့တချို့တချို့သောပုံကိုယ်တွေမှာဘယ်မြညာရဲ့ဘယ်ဖြစ်ဖြစ်လောဘကြီးပြီးအများကြီးတင်တတ်တယ်တဲ့အဲ့ဒီလိုတင်တတ်တဲ့တပည့်တွေကမိမိကလောဘကြီးပြီးပညာကိုတင်တဲ့အခါမမမိဘူးဖြစ်တတ်တယ်ဗာနယ်လာရန်သူလဲဆိုတော့မိမိညအိတ်စင်မှာမက်ခဲ့တဲ့အိမ်မက်နိုးလာတဲ့အခါ မိသွားတယ်လို့ပဲတဲ့ငါညအိမ်မက်မတာကွာငါအဲ့ဒီအိမ်မက်ကိုပြန်ပြီးမမမမိဘူးဆိုတဲ့လောကလူသားတွေအားလုံးဓမ္မမိတ်ဆွေဆွေတော်မျိုးတော်များအားလုံးကြုံဘူးပါလိမ့်မယ်အဲ့ဒီလိုပဲတဲ့ပညာတွေအများကြီးတင်တယ်အဲ့ဒီတင်တဲ့ပညာအများကြီးကိုမမမမိဘူးတဲ့အဲ့ဒါသူအဘဲ ဘလောက်ပဲပညာတွေတက်နေပါစေသင်နေပါစေရှေ့မှာဥစဉ်ပြောခဲ့မှုပါတဲ့ပြောခဲ့ပါတဲ့အတတ်ပညာကိုသင်တဲ့အခါမှာလည်းဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနည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 ်းဒဇဒဇသင်ပါလို့ဆိုထားခဲ့ပါတဲ့ဒါကြောင့်မို့အတတ်ပညာလောဘကြီးပြီးသင်တဲ့သူဟာသူအနဲ့သူတယ်တဲ့ဘာနဲ့လရန်သူတလဲဆိုရင်ညကမတ်တဲ့အိမ်မက် ပြန်ပြီးတတိမရတလို့ပဲလို့ဆိုထားပါတယ်။ဒါဆိုရင် သုံးပါးစာမတ်စဉ်35ကိုလည်းရှင်းလောက်ပါပဲ။သုံးပါးစာမတ်စဉ်36ကဘာကို ဆိုထားတယ်လဲဆိုတော့နာပိတ်ဇေတုံကုံပကာသောနောပေတုံကုံပံဂတ်တတိနာခိပေတုံအပါယေတုသိဒ္ဒနံဝုဒ္ဓိကာရဏလို့ဆိုထားပါတယ်။ ဘာပြောတယ်လဲဆိုတော့အိုးထင်းတဲ့ဟာတဲ့အိုးကိုစိန်ကွဲစိန်တော့ငါမခတ်ဘူးတဲ့တင့်တဲ့စိန်တော့ငါခတ်ဤတဲ့ဆရာဒီလဲတပည့်တို့ဟာအဘယ်စင်းရဲ့တို့ကြားစေခြင်းငါမပုတ်ခတ်တဲ့အတ္တပညာအစည်းဝါဟူသောအကြောင်းကြောင့်ပုတ်ခတ်ဤလို့ဆိုထားပါတယ်ပြောတဲ့အရာကိုရှင်းအောင်ပြောရမယ်ဆိုရင်ဦးလုံးတဲ့ အိုးထိန်တယ်ကြီးကမိမိလှုပ်တဲ့အိုးလေးလှဖို့အတွက်ပန်းကက်လေးတွေရိုက်ကြပါတယ်အဲ့ဒီလိုပန်းကက်ရိုက်တာဟာမိမိလှုပ်တဲ့အိုးလေးကွဲမှုကွဲအောင်ရိုက်တာမဟုတ်ဘူးတဲ့မိမိလှုပ်တဲ့အိုးလေးလှအောင်လို့တင့်တဲ့အောင်လို့လှုပ်တာဖြစ်တယ်တဲ့ထို့သူပါပဲတဲ့ဆရာဒီလဲမိမိရဲ့တပည့်သားတွေကိုပုတ်ခတ်တာဟာလဲ အပယ်စည်းကိုကြက်စီခြင်းလို့ပုတ်ခတ်နေတာမဟုတ်ပါဘူးတဲ့မိမိရဲ့တပည်သားလေးတွေကိုအတတ်ပညာသက်စေခြင်းလို့မိမိတပည်သားလေးတွေအကျိုးစီးပွားဖြစ်စေခြင်းနဲ့အတတ်ကြောင့်ပုတ်ခတ်တာလို့ပြောပါတယ်ဦးဇင်တို့လည်းငယ်စဉ်ကဦးဇင်တို့ရဲ့ဆရာသမားကရိုက်ပုတ်တာခံခဲ့ဘူးပါတယ် ဒါမှမဟုတ်ဈေးတော်မျိုးတော်များအားလုံးကလောကလူသားတွေအားလုံးကရိုက်ပုတ်တာခံခဲ့ဘူးကောင်ခံခဲ့ဘူးပါလိမ့်မယ်ငယ်စဉ်နားမလည်စဉ်ကတော့ရိုက်ပုတ်တာမုန်းလို့ရိုက်ပုတ်တယ်လို့ဦးစင်းတို့တီးပင်းနေထင်ခဲ့ဘူးပါလေဒါပေမဲ့ဦးစင်းတို့အတက်ပညာစာဘိဘုဒ္ဓတာလေးလာပြီးဖတ်ရှုလိုက်တဲ့အခါမှာ မိမိတို့ကမိမိတို့ဇေယသမားကရိုက်ချင်းပုတ်ခတ်ခြင်းဟာမိမိကိုချစ်လို့ရိုက်တယ်ပုတ်ခတ်တယ်ဆိုတာနားလည်ပါတယ်။ဦးဇင်းတို့တချို့တချို့တွေပြောပါတယ်။မရိုက်တော့ဘူးဆိုရင်တော့မချစ်တော့လို့လို့ထင်ကြပါတယ်။စာပေထဲမှာလည်းဖတ်ရှုလို့လည်းသိရပါတယ်။လက်တွေ့လည်းသိရပါတယ်။ဒါကြောင့် ရိုက်တယ်လဲဆိုမိမိတို့လှုပ်တဲ့အရာကိုဆရာသမားအချစ်လို့ဒစင်းစင်ကြိတ်လို့တည်တာလဲတည်ရတာဖြစ်ပါတယ်။ဒါကြောင့်မို့မိမိတို့ကိုဆရာသမားကရိုက်တာပုတ်ခတ်တာမိမိတို့အတွက်ကောင်းဖို့အတွက်ပဲဆိုတာဦးစင်းတို့ကိုယ်တိုင်နားလဲခဲ့ပါတယ်။ဒါကြောင့်မို့ဓမ္မမေစီဆွေတော်မျိုးတော်များအားလုံးကိုလောကလူသားတွေအားလုံးကိုဆရာသမားကတော့၎င်း မိမိတဲ့ဂုံအပြင်းတော်တော်ကအသက်အပြင်းတော်တော်ကြီးကုံကြီးကုံတော့သူတို့ကဆုံးမတဲ့အခါမှာဆုံးမခြင်းဒီမိမိကိုမုန်းလို့ပြောတာမဟုတ်ဘူးမိမိတို့ကိုချစ်လို့ပြောတယ်ဆိုတာနားလည်စီခြင်းပါလေဒီလောက်ဆိုရင် ဆုံးမစာအမှတ်စဉ်36ခုနားလည်တော့လောက်တဘောပေါက်လောက်ပြီလို့ထင်ပါတယ်ဆုံးမစာအမှတ်စဉ်30ခုကဘာကိုစုထားတယ်လဲဆိုတော့ ဒဂရင်စပလာဒီနာယောနရောဥပနရှတိဘဒပိဒုရဘိဝါယန္တိအေဝံဒီရူပသေဝနာလို့ဆိုထားပါလေ။ဘာကိုပြောတယ်လဲဆိုတော့အကျဉ်သူဟာတဲ့တောင်ဇလပန်ကိုတာလင်ပေါက်ဖတ်နဲ့ထုတ်ဤတဲ့ဒိုဒီတောင်ဇလပန်ဒီတာလင်ကောင်းလို့အနံ့ကို လိုင်းစီဒီကမဟုတ် ်ဘောက်ဖတ်သူဒီလေကောင်းသောအနံ့ကိုလှိုင်းစေရာဤတဲ့တို့တူပါပဲပညာရှင်နဲ့ပေါင်းဖက်မှုဝဲရတော့သူတို့ဒီလေမှတ်အပ်ကိုဤလို့ဆိုထားပါတယ်ဘာကိုပြောလဲဆိုတော့တောင်းစလဲဘန်းကိုလောကလူသားတွေတော်တော်များများကပေါက်ဖတ်နဲ့ထုတ်ကြပါတယ်တောင်းစလဲဘန်းကြီးအယံမွေးပါတယ်အဲ့ဒီမွေးတဲ့တောင်းစလဲဘန်းကို ဟတ်နဲ့ထုတ်တဲ့အခါမှာတောင်ဇလပန်းတစ်မျိုးတည်းမွှေးတာမဟုတ်ပါဘူးအဲ့ဒီတောင်ဇလပန်းဒီလိုအကြောင်းကြောင့်တောင်ဇလပန်းကိုထုတ်ထားတဲ့ပေါက်ဖက်ဒီလေးပဲမွှေးတော့အနတ်ကိုရရှိပါတယ်ဒါကြောင့်မို့ပေါက်ဖက်ကြောင့် မွေးတာမဟုတ်ပဲတောင်စလပန်းကြောင့်မွေးတယ်တောင်စလပန်းတင်းတို့အကြောင်းကြောင့်ပေါက်ဖက်ဒီလေမိတဲ့ပြုတ်ပြီးတော့မွေးတဲ့အနံကိုရတယ်တဲ့ထို့အတူပါပဲတဲ့ပညာရှိနဲ့ပေါင်းပေါ်မိဝဲရတဲ့သူတို့မှလည်းပဲပညာရှိကိုမှုပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိပါတယ်လို့ဆိုထားပါတယ်။ဆုံးမသာအမှတ်စဉ်30ခုကိုရှင်းအောင်ပြောရမယ်ဆိုရင် လူမိုက်နယ်ပေါင်းရင် လူမိုက်ဖြစ်မယ်မကောင်းတဲ့အကျိုးရမယ်ပညာရှိနယ်ပေါင်းမယ်ပညာရှိကိုမိဝဲစီးကပ်မယ်ဆိုရင်တော့ကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံမယ်ကောင်းကျိုးချမ်းသာတွေပဲရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါတော့ဆိုရင်သုံးမစာအမှတ်စဉ်30ခုကိုနားလည်တော့ပေါ့လက်ခံလောက်ပြီလို့ထင်ပါတယ်ဒါဆိုရင်ဦးစင်းဒီကနေ့ပြောခဲ့တဲ့သုံးမစာအမှတ်စဉ် 34,35,36သို့ကို34,35,36,39တို့ကိုနားထောင်သဘောကြလက်ခံပြီးလက်တွေ့ကျင့်သုံးနိုင်ကြပါစေလက်တွေ့ကျင့်သုံးပြီးလက်တွေ့အကျိုးများနိုင်ကြပါစေမိသားစုဆွေတော်မျိုးတော်များအားလုံးဓမ္မမိတ်ဆွေဆွေတော်မျိုးတော်များအားလုံးယနေ့အခုအချိန်မှစပြီး၍ဘီမျိုးမျိုးရန်သွဲသွဲတို့မှကင်းစင်ပပြောက် လုပ်ကင်းကြပါစေကြံတိုင်းအောင်ဆောင်းတိုင်းမြောက်ကြပါစေမိမိတို့လိုလားမိမိတို့တောင်းတမိမိတို့ပန်းစေတော့အရာများကိုလက်တွေထုတ်ချလက်တွေဒိဋ္ဌခံစားစံစားရပြီလင်မိမိတို့လိုလားရဖြစ်တော့မတ်ဖို့နိဗ္ဗာန်ကိုလဲလွယ်လင့်တကူကြိုးစားပွားများအထုတ်လွေးနိုင်သောသူတော်ကောင်းဓာယကသူတော်ကောင်းဓာယိကမှာ ဓမ္မမိတ်ဆွေတော်မျိုးတော်လောကလူတန်းများဖြစ်ကြပါစေလို့တောင်းဆုပြုမေတ္တာပို့လိုက်ပါတယ်လောကလူသားအလုံးဓမ္မမိတ်ဆွေတော်မျိုးတော်များအလုံးဘေးပြာဝီတောကငင်းကကြံတိုင်းအောင်ဆောင်းတိုင်းမြောက်တော့ပုဂ္ဂိုလ်များဖြစ်ကြပါစေဗျာ